ဒီမင်းကတော့ကြောင်မမင်းပဲဖြစ်ပါတယ်သူ့ရဲ့ရတာကခါဖန်ရတာရှိပြီးတော့ဦးရဲတော်ရှိပါတယ်ဝမ်းမိကိုတောက်စီတတ်ပါတယ်လေးကိုနိုင်စီတတ်ပါတယ်ကြိုက်ခဲခြင်းကိုတက်တာပြောက်ခြင်းစီတတ်ပြီးတော့အနာပေါက်တွေအတွက်အနာအတနုတက်စီတတ်ပါတယ်တလေးကိုထုတ်ဆောင်တတ်ပြီးတော့အဖျားယောဂါချောင်းဆူယောဂါမိရဲ့မမန်တဲ့ယောဂါတွေကိုတက်တာပြောက်ခြင်းစီတတ်ပါတယ်စီးရွှင်စီတတ်ပါတယ် ခြေစီအားကောင်းစေပြီးတော့အရင်တိုးပွားစေတတ်ပါတယ်မွေစိတ်ကင်းစိတ်ကိုလည်းပယ်ဖျောက်စေနိုင်ပါတယ်အရွက်ကိုကြော်ချက်စားမယ်ဆိုလို့ရှိရင်တော့အကြော်ယောဂအတွေ့တက်တာပျောက်ကင်းစေတတ်ပါတယ်စီးပူညောင်းညာယောဂဖြစ်တယ်ဆိုလို့ရှိရင်တော့ကြောင်မရွက်ပြုတ်ရည်ကိုတောက်ပေးမယ်ဆိုရင်စီးပူညောင်းညာယောဂတက်တာပျောက်ကင်းစေတတ်ပါတယ်မိပင်ပြားနဲ့သွေးပုတ်အညစ်အကြေးကိုစင်ကြယ်စေပြီးတော့မိဖွားပြိစနာကျင်ရောင်ရမ်းမှုကိုလည်းတက်တာပျောက်ကင်းစေတတ်ပါတယ် နာတာကြီးငှက်ဖြတ်ယောဂာနဲ့အသေးအောင်ခြင်းနဲ့သေးရရောင်ခြင်းတွေကိုလည်းတက်တာကြောက်ခင်းစီတတ်ပါတယ်။ကြောင်မန်းရဲ့အချောက်ကိုတပတ်ချောက်ခတ်တယ်လို့ယင်းနေ့မှခတ်ပြီးတော့တောက်ပေးမယ်ဆိုလို့ရှိရင်တော့နေ့စဉ်သုံးဆောင်ပေးခဲ့မယ်ဆိုလို့ရှိရင်ကြွတ်တက်တဲ့ယောဂာအကြွတ်တက်တဲ့ယောဂာတွေကိုတက်တာကြောက်ခင်းစီတတ်ပါတယ်။